မင်္ဂလာပါခင်ဗျာ2025ခုနှစ်အော်တိုဘားလ19ရက်မြင်းလက်အတန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြက်ကျလာတဲ့စစ်တပ်သုံးတံမိုးမြင့် drone တစ်စီးကို PDF တွေသိမ်းဆီးခဲ့တဲ့သတင်းကိုတင်ဆက်ပါမယ်ဘကိုတိုင်းနဗရမ်းမြို့နယ်တရဲချောင်းကြီးရွာအနီးဝန်းကျင်မှာစစ်ကောင်မရှင်တပ်တွေအုံပြုတဲ့ drone တစ်စီးပြက်ကျပြီးဒေသခံကာကွယ်တပ်တွေကသိမ်းဆီးခဲ့တယ်လို့တရားဝရီကလုံးတပ်ဖွဲ့မှတာဝန်ရှိသူစီကသိရပါဗျ။အဆိုပါ drone ဟာအော်တိုဘား19ရက်မနက်စင်နာရီခန့်မှာ ကျေးရွာအနီးပြကြနေတာကိုတွေ့ရှိသိသိခဲ့တာဖြစ်ပြီးလက်ရှိမှာ လုံခြုံတဲ့နေရာကိုရှေ့ပြောင်းတာကပြန်လည်ပြုပြင်အသုံးပြုသွားမယ်လို့ဆိုပါတယ်။အဆိုပါ drone ဟာရွာဘက်လေကိုဘုံသီးချပြီးပြန်လာတဲ့ drone ဖြစ်ပြီးလူထိခိုက်တာတော့မရှိဘူးလို့တာယာဝရီကလုံတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။အဲ့ဒီ drone ဟာ DJI AGIS T4D အမျိုးအစားလို့ယူဆရပြီးပြန်လည်အထူးပြုတက်ဆင်ထားတာတွေလည်းရှိတာကြောင့်ကာလတံမိုးခမ်းမန်းကြီးထိုင်းမန်းငွေ၈သိန်းဝန်းကျင်လောက်ရှိနိုင်တယ်လို့ဗဟိုတိုင်းအတွင်းမှာနောက်ထပ်တော်လိုင်းရေး drone တပ်ဖွဲ့ဝင်တဦးကခန့်မှန်းပါတယ်။ အော်တိုဘား5ရက်မှာလေဗနန်မြို့နယ်တရဲချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်အဖွဲ့ကို PDF ပူပေါင်းတပ်တွေဘက်ကတိုက်ခိုက်ခဲ့ရာစစ်ကောင်မရှင်တပ်သား55ဦးထပ်မံနေတည်ဆုံပြီး12ဦးအရှင်ဖမ်းမိကလက်နက်တွေလည်းတင်စီရရှိခဲ့ပါတယ်။တိုက်ခိုက်ခံရပြီးနောက်မှာစစ်ကောင်မရှင်ဘက်ကထိခိုက်တည်ဆုံများလာကြောင်း drone လက်နက်ကြီးတွေသုံးပြီးပစ်ခတ်နေတဲ့အတွက်တော်လိုင်းတပ်တွေနဲ့စီရင်တင်မှမူလည်းရှိနေတယ်လို့သိရပါပဲ။ဆက်လက်တင်ဆက်ပေးမှာကတော့ငါးဖန်းသွားတဲ့စစ်ဆောင်မျိုးသားပြောင်းဆုံးနေရာမှာရင်းနှီးတည်ဆုံလျက်ပြန်တွေ့ခဲ့တဲ့တဲ့တွင်မှာ ဘဟုတိုင်းနိုင်ငံမျိုးနယ်ထိလန့်ရက်ဝက်ကိုစပယ်ချန်အနီးကရေကန်ထဲမှာငါးပိုက်ထောင်သွားတဲ့အမျိုးသားပျောက်ဆုံးနေရကနေရင်းနှီးတည်ဆုံးနေရပြန်တွေ့တယ်လို့ကုညီဆောင်ရွက်ပေးခဲ့သူတွေစီကဒီရပါတယ်။တည်ဆုံးသူဟာဒိုအင်ကြီးရွာဘက်ကနေတောင်ငုံမျိုးပေါ်မှာစပယ်လာရှောင်နေတဲ့အသက်50ကျော်အရွယ်အမျိုးသားဖြစ်ပြီးသူ့အလောင်းကိုတော့အော်တိုဘတ်၁၈ရက်နေ့လယ်ပိုင်းမှာရင်းနှီးတည်ဆုံးနေတာကိုမိသားစုဝင်တွေကပြန်တွေ့ကြတယ်လို့ဆိုပါတယ်။တည်ဆုံးသူဟာအရက်တောက်တဲ့သူဖြစ်ပြီးသူ့ကိုပြန်တွေ့တဲ့အချိန်မှာလက်ဟာပိုက်နဲ့ညှိနေပြီးလက်ထဲမှာငါးရီကိုလည်းတွေ့ရတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတို့ကပြောပါတယ်။အဆိုပါမျိုးသားဟာအော်တိုဝါ၁၇ရက်ညပိုင်းကလေးက၅ဘိုက်ထွန်သွားမယ်ဆိုပြီးနေအိမ်ကနေထွက်သွားသားရာနေအိမ်ကိုပြန်မလာဘဲပျောက်ဆုံးနေခဲ့တာဖြစ်ပြီးအလောင်းကိုတော့ဒေသခံလူမှုကွန်ရက်ရဲ့အသင်းဖွဲ့တွေကဆဲယူပြီးတောင်ငူဆေးရုံကိုပို့ဆောင်ပေးထားရတယ်လို့သိရပါတယ်။နောက်ဆုံးတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့အင်အားရာကျော်နဲ့စစ်ကြောင်းတို့လိုစလင်ကြီးဒေသခံထောက်ချီထွက်ပြေးနေရပြီးဖမ်းဆီးခံရသူတွေလည်းရှိခဲ့တဲ့တဲ့မှာစကိုင်းတိုင်းစလင်ကြီးမျိုးနဲ့မှာစစ်ကောင်မရှင်တဲ့စစ်ကြောင်းတို့ကကြောင်းကျေးရွာပေါင်း20ထဲမှနေက ဒေသခံထောင်ထဲကြီးထွက်ပြေးတိမ်းရှောင်နေရပြီးထွက်ပြေးတိမ်းရှောင်စဉ်လက်နက်ငယ်နဲ့ပြီးခိုက်ခံရတာကြောင့်ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။အဆိုပါအင်အား150ဗားစစ်ကြောင်းဟာဝုံရနမခါကနေချင်းလင်းမြစ်ကိုအော်တိုဘာ18ရက်မှာကားလေးစီးကိုတင်ဆောင်ကစမ်းနယ်ဖြတ်ကူးပြီးရောင်မင်းကြီးကြီးရွာရဲစခန်းမှာတ냐အိတ်တဲခိုကအော်တိုဘာ18ရက်မနေ့ကရောင်မင်းကြီးစလင်းကြီးလမ်းအတိုင်းစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။ဒါအပြင်စစ်ကြောင်းထိုးရင်ပြစ်ခတ်ခဲ့တာကြောင့်စစ်ပေးဆောင်လို့သားတအူးနေရွက်ထိမှန်တရားရခဲ့က စလင်းကြီးညောင်မကြီးလမ်းတလျှောက်ကြီးရွာတွေကတီတူပိုင်တမိုးကြီးပစ္စည်းတွေကိုလည်းယူဆောင်နေတယ်လို့ဒေတာခန်နေစီကသိရပါဗါးညောင်မကြီးစလင်းကြီးလမ်းမိုက်ရှိရွှေလီလက်ပရောင်တောကြောင်တုံရွာလေဒီနဲ့ဆယ်လေးကြီးရွာတွေအပါအဝင်ကြီးရွာပေါင်း၂၀ကျော်ကဒေတာခန်တွေတင်းရှောင်နေကြရတာဖြစ်ပါတယ်အော်တိုဘာ၁၈ရက်ကစစ်ကြောင်းထုံးနေစဉ်တိုက်ပွဲဖြစ်ပွားတာမရှိဘဲဝုံရနမခခလာတဲ့ပါရာမော်တာနှစ်စီးကလည်းဖောက်ပရာကြီးရွာအပါအဝင်အနီးအနားနေရာတွေကိုဝုံသီးဆယ်လုံးခန့်ချခဲ့ပြီးတိုက်ခိုက်ခဲ့တာ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိကြရသေးဘူးလို့ဆိုပါတယ်။ဒါ့အပြင်ရောင်မင်းကြီးဆလင်းကြီးလမ်းပိုင်းကဒေသခံမျိုးသားနှစ်ဦးလည်းလမ်းပြအဖြစ်ဗန်းစီခေါ်ဆောင်ခံခဲ့ရပြီးစစ်ကြောင်းကတော့မင်းညကဆလင်းကြီးမျိုးနယ်လေဒီရွာနဲ့ဆယ်ရဲရွာတွေမှာညှိုက်ခဲ့ကဒီမနက်ပိုင်းအထိဆယ်ရဲရွာဟောင်းတိုင်းမှာရှိနေသေးတယ်လို့သိရပါတယ်။စစ်ကြောင်းကြောင့်အော်တိုဘတ်ဆက်ဖို့ရဲ့ဒီမနက်ပိုင်းကစလို့ရောင်မင်းကြီးဆလင်းကြီးလမ်းမုံရွာပသိမ်လမ်းနဲ့ချင်းရွှေမြကြောင်လမ်းတွေကိုအရေးပေါ်အခြေအနေမှာအပ ဖြစ်တဲ့သွားကလာတွေမလုပ်ဖို့စလင်ကြီးမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတိပေးတားမြစ်ထားပါဗျ။မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တန်ရဲ့ website, youtube နဲ့ facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။